ကမ္ဘာပေါ်မှာအလင်းမြေဆုံးဖွံ့ဖြိုးတိုးတက်နေတဲ့ဒေတာတွေထဲကတခုဒါမဲ့အဲ့ဒီတိုးတက်မှုရဲ့နောက်ကွယ်မှာတော့ပေးဆက်ရမှုတွေရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒီကြီးမားတဲ့ပတ်ဝန်းကျင်ဆိုင်ရာစင်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့တဘာဝတရားကိုယ်တိုင်ကပေးထားတဲ့ပုံစံကျမ်းတခုကိုအတူတူလေ့လာကြည့်ကြအောင်ပါဒီပြဿနာရဲ့အရင်းအမြစ်ကိုနည်း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 ကြည့်လိုက်ရင်အရှိတောင်အားရှမှကြီးမားတဲ့အပြိုင်မှုတစ်ခုကိုတွေ့ရပါလိမ့်မယ်။တစ်ဖက်မှာအရှင်ယုံနဲ့စီမားရေးတိုးတက်မှုနောက်တစ်ဖက်မှာတော့ယာတီဥတို့ပြောင်းလဲမှုနဲ့တဘာဝပုံဝင်ခြင်းပဲရှိမှုတွေပါ။ ဒီနှစ်ခုကြာဟန်ချက်ညီမှုကိုဘလို့ရှာမလဲဆိုတာကအခုချိန်မှာအဓိကမေးခွန်းထင်နေပါပြီဒီနေ့ဒီအကြောင်းညာကိုဆွင်တွဲတဲ့နေရာမှာပထမဆုံးအနေနဲ့ရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေကဘာတွေလဲဆိုတာကိုနားလည်အောင်လို့ကြမယ်ပြီးရင်တော့တဘာဝတရားကပေးတဲ့ဖြစ်ရှင်တွေကိုစူးစမ်းမယ်အဲဒီကနေလက်တွေ့အသုံးချနိုင်မဲ့ပုံစံကြမ်းတစ်ခုကိုလေ့လာပြီးနောက်ဆုံးမှာတော့ရှေ့ဆက်ရမယ့်လမ်းကိုပါအသေးစိတ်ဆွေးနွေးသွားကြမှာပါ ဟုတ်ပြီဒါဆိုရင်ပြဿနာကိုမဖြေရှင်းခင်ပြဿနာကဘာလဲဆိုတာကိုအရင်ဆုံးတိတိကျကျနားလည်အောင်လို့ကြအောင်အရှိတောင်းကရှာရင်ဆိုင်နေရတဲ့အကြီးကပေါဝန်ချင်းဆိုင်ရဖြစ်ရတွေကဘာတွေဖြစ်မလဲဆိုတာကိုအရင်ဆုံးလေ့လာကြကြအောင်ဒီစင်ခေါ်မှုတွေကတခုချင်းစီတင်းချရက်တည်နေတာမဟုတ်ပါဘူးအဲ့ဒါတွေကဒေါမီနိုဒီလိုပဲတခုလုံးရန်နောက်တခုပါလိုက်လုံးသွားနိုင်တဲ့ခွင့်ဆက်တခုလို့ဖြစ်နေတာပါဥပမာမြို့ပြတွေအနီးနားမရှိတိုးချဲ့လာတာကတဘာဝမြေတွေကိုပျက်စီးစေတဲ့ အကြီးကနဲ့ရာသီဥတုပြောင်းလဲမှုပိုဆိုးလာပြီးတဘာဝဘေးအန္တရာယ်တွေပိုများခဏဖြစ်လာစေပါတယ်။ကဲပြဿနာတွေကိုတည်ပြီးဆိုတော့ဖြည့်ရှင်းလေးကိုရှာရမယ့်အချိန်ရောက်ပါပြီ။ဒီနေရာမှာပဲတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အမြင်တစ်တစ်ခုခုကိုဖွင့်ပေးနိုင်တဲ့ချင့်ကပ်မှုတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒါကတော့တဘာဝတရားကိုအခြေခံတဲ့ဖြည့်ရှင်းလေးများ Nature Based Solution ဒါမှမဟုတ်အတူကောက်အပြင် NPS ပါပဲ။ MBS ဆိုတာဘာလဲလို့မင်းသူ့ရဲ့အဓိကအချက်ကတကယ်တော့ရိုးရှင်းပြီးအရင်အစွမ်းချက်ပါတယ် ပက်တလာတွေကိုဖြည့်ရှင်းဖို့နီးပညာအသစ်တွေတိစောက်မှုအကြီးကြီးတွေစီတော်မယ်အစားတဘာဝတရားမှာရှိပိသားအဖြေတွေကိုပြန်ပြီးအားကိုးတာပါပဲတနည်းအားဖြင့်တဘာဝကိုရန်သူလို့သဘောမထားပဲမိဖက်အဖြစ်အသုံးချတာပေါ့ဒီအစီအငံစာကလက်ထုကြားတဲ့ဖြည့်စင်းနီပေါင်း90ကို စုစည်းပေးထားပါတယ်ဒါကိုကေရိယာပုံတစ်ခုလို့သဘောထားကြည့်လိုက်ပါဒီပုံထဲမှာရေကြီးတာကိုကာကွယ်ဖို့မျိုးတွေကိုအေးမြစေဖို့လိုမျိုးမတူညီတဲ့စိန်ခေါ်မှုတွေတော့ကေရီယာတွေအစုံလင်ပါဝင်နေပါတယ် MBS ရဲ့အချိန်အမဆုံးအားသာချက်ကပါလဲဆိုတော့သူကများတစ်ချက်တည်းနဲ့ငတ်နှစ်ကောင် သုံးကောင်ပင့်နိုင်တယ်လို့ပဲပြဒနာတစ်ခုကိုဖြည့်ဆင်းရင်းနဲ့တခြားအချူကျေးဇူးတွေပါတခါလေးရစေတာပါဥပမာဒီရေတော်တွေစိုက်ပြိုလိုက်တာကကန်ယော်ဒန်ကိုကာကွယ်ပေးအောင်ဒီမကပဲငားရည်အတွက်နေစရာနေရာဖန်တီးပေးပြီးရာသီဥတုကိုပါထိန်းညှိပေးပါတယ်ဟုတ်ပြီကိရိယာတွေအစုံလင်ရှိုံနဲ့တော့အင်တလုံးဆောက်လို့မရသေးဘူးလေနော် အဲ့ဒီကိရိယာတွေကိုဘယ်နေရာမှာဘလို့သုံးရမလဲဆိုတော့လမ်းညွှန်ချက်လိုပါတယ်။ဒီနေရာမှာပဲဒီအစီရင်ခံစားရတကယ်အဓိကကြတဲ့အပိုင်းကိုရောက်လာပါပြီ။အဲ့ဒီကိရိယာပုံကိုတိတိယောက်ယောက်အပုံချဖို့ဆိုရင်ဖုံစံကျန်း blueprint တခုလိုလိုအပ်ပါတယ်။ဒီပုံစံကျန်းကပဲဘယ်ကိရိယာကိုဘယ်နေရာမှာဘလို့သုံးရမလဲဆိုတာကိုညွှန်ပြပေးမဲ့မဟာဗျူဟာမြောက်လမ်းညွှန်ကြီးဖြစ်လာမှာပါ။ဒီပုံစံကျမ်းရဲ့အုတ်မြစ်ကဘာလဲဆိုတော့သူတေတ္တိကအရှိတံအားရှရဲ့မြင်းမျက်နှာတွင်ပင်ကိုတေချလဲလာပြီးတော့ MBBS ရဲ့အတုံးချဖို့အလားအလာအရှိဆုံးအရေးကြီးဆုံးရှုခင်းအမျိုးအစား၉မျိုးကိုခွဲခြားသတ်မှတ်လိုက်တာပါပဲ။ဒါမဲ့ဒီ၉မျိုးကနည်းနည်းများနေနိုင်တယ်လေ။ဒါကြောင့်ပို့ပြီးတော့စီမံခန့်ခွဲရလေကူသွားအောင်သူတို့ရဲ့လောက်ဆောင်ချက်တွေနဲ့ရင်ဆိုင်နေတဲ့ဖိအားတွေပေါ်မူတည်ပြီးအဓိကအုပ်စုကြီး၃စုဖြစ်ထပ်တည်ပေါင်းလိုက်ပါတယ်။ဒီလိုလောက်လိုက်တော့မူဝါဒချမှတ်သူတွေအတွက်ရောကျွန်တော်တို့လိုလေ့လာနေသူတွေအတွက်ပါပုံစံကပိုရှင်းတော့တာပေါ့။ ဒီအုပ်စုကြီး၃စုကတော့ပထမအုပ်စုကမြေချောင်းနဲ့ကံရိုးတန်းဒေသတွေဒုတိယအုပ်စုကတော့လူတွေအ धिक နေထိုင်လောက်ကိုင်းတဲ့မြို့ပြနဲ့စိုက်ပျိုးရေးမြေတွေနောက်ဆုံးတတိယအုပ်စုကတော့တောတောင်နဲ့ပင်လယ်ပင်လို့သဘာဝတိုင်းတည်ရှိနေတဲ့နေရာတွေပေါ့တခုချင်းစီမှာသူရဲ့တိတ္တအရေးပါမှုတွေရှိနေပါတယ်ကဲ theory တွေအကြောင်းပြောပြီးပြီဆိုတော့တကယ်လက်တွေ့မှာတော့ဒါတွေကဘလို့အလုံးလုံးတယ်လဲဆိုတာမြင်ကြည့်ကြရအောင်ပူပြီးပုံပေါ်သွားအောင်ပေါ့ပရမအဆုံးအုပ်စုကိုကြည့်အောင် ဒါကတော့ကုန်းမြေနဲ့ပင်လယ်ရေဆုံးတဲ့နေရာမြစ်ချောင်းတွေပင်လယ်ထဲစီးဝင်းတဲ့နေရာလို့အလုံးအေးခီးပြီးထိလွယ်ရှလွယ်တဲ့ကမ်းရုံးတန်းနဲ့မြစ်ကမ်းဘဲဒေသတွေပါပဲဒီရှုခဲအတွက် MBS ရဲ့အကောင်းဆုံးဥပမာတစ်ခုကတော့ဒီရေတောတွေပါပဲသူတို့ဟာတက်ရှိတိုင်းကတစ်ခုလိုပဲမုံတိုင်းတွေကိုကာကွယ်တယ်မြစ်ကြီးလိုဟာတိုက်စားမှုကိုတာရှိတယ်ပြီးတော့ရေနေတက်တော်ဝါတွေအတွက်အိမ်ထိပေးတယ်တစ်ချက်ခုတ်သုံးလေးချက်ပြတ်ပဲဟုတ်ပြီလူတရားအုပ်စုကိုဆက်သွားကြမယ် ဒါကတော့ကျွန်တော်တို့နေ့စဉ်နေထိုင်အလုံးလုံးနေတဲ့နေရာတွေဖက်တဲ့မျိုးကြီးတွေနဲ့စိုက်ဖြိုးရေးမြေတွေလိုနေရာမျိုးတွေပါဒီလိုလိုတွေအများကြီးနေတဲ့နေရာတွေမှာတဘာဝကိုဘယ်လိုပြန်လဲပေါင်းစပ်နိုင်မလဲဆိုတာစိတ်ဝင်စားစရာပဲမျိုးပြတွေအတွက်အရန်ကောင်းတဲ့ဥမာတစ်ခုကတော့ရေစုပ်မျိုးတော်ပန်းချာနေလိုဟာမျိုးပါစဉ်းစားကြည့်လေမျိုးပြတွေကရေကြီးတာကိုကွန်ကရစ်တွေနဲ့တားဆီးမဲ့အစာမိုးရေကိုရေမြုပ်တစ်ခုလိုစုပ်ယူထန့်စင်ပြီးတူလောင်ထားနိုင်ရင်ဘယ်လောက်ကောင်းမလဲရေကြီးတာလည်းတတရေရှာတာလည်းဖြည့်ရှင်းပြီးသားဖြစ်သွားတာပေါ့ ကဲနောက်ဆုံးနဲ့အရေးကြီးဆုံးအောက်စုတစ်ခုကိုရောက်လာပါပြီ။ဒါကတော့ကျွန်တော်တို့ရဲ့ဇီဝမျိုးစုံမျိုးကွဲတွေအထူးကမိခုံနေရတဲ့တောတောင်ကြီးမြေတွေကိုထိတ်တိမ်ဆောက်ရှောက်ရပါပဲ။ဒီဥမာလေးကိုကြည့်လိုက်ပါ။လူတွေကလမ်းတွေဖောက်တယ်မြို့တွေတိဆောက်တယ်အဲ့ဒီခါမှာတင်းဆန်တွေရဲ့နေရင်းစီတာတွေကတဆက်စီပြတ်တောက်သွားရော။ ဆိုတော့တို့တို့တော့တော်တတော်ကနေနောက်တတော်ကိုကူဟိုအန်ရရဲ့ကင်းတဲ့လမ်းကြောင်းလေးတွေတံတားလေးတွေဥမင်လေးတွေဖန်တီးပေးတာကမျိုးစိတ်တွေကိုရှင်တန်းအောင်ကူညီပေးနိုင်တဲ့တကယ်ကိုအစွမ်းထက်တဲ့ဖြည့်ရှင်းနေတခုပါဒီလိုကောင်းမွန်တဲ့ဥပမာတွေစင်နိုင်ကင်းငယ်လေးတွေကအားတက်စရာပါတိုင်းမေမဲဟွန်းကဒီလိုတနေရာချင်းစီမှာအောင်ကင်းနေတဲ့လှုပ်ဆောင်မှုတွေကိုတနေငယ်လုံးတတိတလုံးအတိုက်အတာတီဘလို့တိုးချက်အကောင့်တွေဖော်မလဲဆိုတာပါပဲ။ မှန်ပါတယ်ကိရိယာပုံနဲ့ပုံစံချင်းရှိုံနဲ့တော့မပြီးသေးပါဘူးတကယ့်ကိုအောင်မြင်ဖို့အထက်ကတော့အားလုံးကတညီတညွတ်တိရှင်းလင်းတဲ့လမ်းညွှန်ချက်တစ်ခုတည်းအောင်မှလှုပ်ဆောင်နိုင်မယ်မဟာပြူဟာရတစ်ခုမရှိမဖြစ်လိုအပ်လာပါပြီဒီစီယန်ကန်စာကရှစ်ဆက်ရမယ့်လမ်းအတွက်အဓိကအကြံပြုချက်၅ချက်ကိုချပြထားတယ်ဒါတွေကတော့ဒေတာလိုက်လိုအပ်တယ်လို့ပြင်ဆင်အသုံးချတာနိုင်ငံတော်မူဝါဒတွေထဲမှာထည့်သွင်းရေးဆွဲတာဒေတာကန်ဒီရဲ့ပူပေါင်းပါဝင်မှုကိုအားပေးတာဗန်နာငွေရရှိရဲ့နီလန်သစ်တွေရှာဖွေတာလေလို့တကယ်ကိုအရေးကြီးတဲ့အချက်တွေကြည့်ပါပဲ ဆိုတော့အနှစ်ချုပ်ရရင်တဘာဝတရားရဲ့ပုံစံကျမ်းကအရှိတောင်အာရှအတွက်ပိုမိုကြန့်ခိုင်ပြီးအားလုံးပါဝင်နိုင်တဲ့အနာဂတ်တစ်ခုခုကိုတိဆောက်ပေးနိုင်မယ်အလားအလာကောင်းဒီကိုကျင်ပြနေပါတယ်။ခုအဒီကမေခွန်းကတော့ကျွန်တော်တို့ကဒီပုံစံကျမ်းကိုလက်တွေ့ကောင်းထေဖို့စိတ်ပိုင်းဖြစ်ပြီးပြီလားအတင်းဖြစ်ပြီးပြီလားဆိုလာပါပဲ။